ုတ်ကဲ့ပါကြားပြင်းနဲ့ရှားတော်မျိုးနဲ့ထေဆိုးကုနဲ့ဒေါ်လျားခုရွာကြလူသွားလမ်းပေးမြေမြုံပိုင်းပေါက်ကွဲခဲ့လို့ဒုက္ခတဲ့လေးဦးတန်ရာရရှိခဲ့ကြပါတယ်ဒီတော့ဘို့တယောက်ကဘယ်လိုမျိုးထိရလဲမသိဘူးတယောက်ကဒီမှာဒီလိုမျိုးအဲဒီတန်ရာကြီးကြုံရတာလေဒီဒုက္ခတဲ့စကားလူမျိုးပေါ့ဆိုတော့ တို့အထက်ပြလာကတော့အဲကျွန်တော်တို့အဲ့ဒီလာကြောင်းပဲသူတုံးလို့လေဆိုတော့သူပြရတဲ့ရချဲတော့ကျွန်တော်ထင်ပါတယ်သူတို့အဲ့ဒီမရဟောရဟောရရှိမယ်လေဟောရရှိမယ်အဲ့ဒါငါပြမရောက်ခုရဲ့ခါကျတော့အဲ့ဒါပြကြည်နေတယ်လို့မိုင်းတက်လိမိတယ်လို့ဆိုတော့မိုင်းပောက်ွယ်မှုနဲ့ကြုံရတယ်လို့ဆိုတော့အဲ့လိုမျိုးလမ်းမေးတနေရာသမင်းဦးတေရာက မြေကြီးထဲမှာမြုပ်နေတဲ့မိုင်းဟောင်းဟာပူပြီးပောက်ကွဲခဲ့တာလို့သိရပါတယ်။မေလာတရက်နေ့ပောက်ကွဲခဲ့တဲ့မိုင်းကြောင့်ဒုက္ခသည်၄ဦးဒဏ်ရာရရှိခဲ့တဲ့အထက်ဒဏ်ရာပြင်းထန်သူ2ဦးကိုတော့လွိုက်ကော်ဆေးရုံကိုပို့လိုက်ပါပြီ။တယ်မူလည်းသောထားရပြုလာဒီကာဒါကဒုက္ခတွေဒီအဲ့ဒီပြည်တူနေရလေတာရီကိုပြကုတ်တော့နမတရမိုင်းချမရအောင်ကင်းပီပီကရင်ီမျိုးသားတိုးတက်ရေးပါတီနဲ့အစိုးရကြား အပြစ်ကရက်စဲရီလက်မှတ်ထိုးပြီးပောက်ကွဲခဲ့တဲ့မိုင်းနေတွေက ခုလိုလူတန်းရာရခဲ့တာကတော့ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်ကျွန်တော်မောင်တူပါ